ကိုယ့်ရဲ့ချစ်သူပါတနာကကိုယ့်ကိုအရင်ကထက်နဆပိုမိုချစ်လာစေနိုင်မယ့်နည်းလမ်းများကဲဒီတစ်ခါမှတော့နေလေး channel ကိုစောင့်မျှော်အားပေးနေကြတဲ့ပရိသတ်ကြီးတို့တို့ကအရင်ကနဲ့မတူတဲ့ content လေးတစ်ခုကိုလက်ဆောင်ပေးကြပါရစေအရင်တော့ကပညာရေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုတင်ဆက်ခဲ့တာကြောင့်ရိုးရိနေတဲ့သူတွေအတွက်ဒီတစ်ခါမှတော့အခြေရေးအခြေအရာနဲ့ပတ်သက်တဲ့သူတာအဖျားဖျားကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ချစ်သူရည်သားမရှိတဲ့ single ဒီ FA ပေါင်းသူတော်ကောင်းတို့အတွက်မဟုတ်ပါဘူး။ဒါကြောင့်မို့ရည်သားမရှိသူတွေကြော်တော့ပြလို့ရပါတယ်။ No god please no 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 ဒီသားရှိသူတွေကတော့ကိုနဲ့ကိုပါရနာကြားထဲမှာခိုင်မဲတဲ့ဆက်ဆံရေးကိုဘလို့တိဆောက်နိုင်လဲဆိုတာသိဖို့ဒီဗီဒီယိုကိုကြည့်တင်ပါတယ်။ကဲအစင်းသေးဖြစ်နေဆိုရင်တော့စလိုက်ကြရအောင်ပါ။နံပါတ်1နှစ်ယောက်တို့မျိုးလုံးချင်းစုံပြီးတော့ကြည်ပေးပါ။ Harvard တက္ကသိုလ်က Professor Z Rubin ရဲ့ပြောကြားချက်အရခြေသူဤသားနှစ်ယောက်ကြားမှာ eye contact လို့ခေါ်တဲ့မကြာခဏအကြည့်ချင်းစုံတာမျိုးကိုလုပ်ပေးတင်ပါတယ်။အကြည့်ချင်းစုံပြီးတော့ကြည်တာကနှစ်ယောက်လုံးရဲ့ယင်ထဲမှာရှိတဲ့စိတ်ဝိညာဉ်ကိုဆက်နွယ်ပေးနိုင်တယ်လို့သိရပါတယ်။ ဒါကြောင့်မို့ချစ်သူရှိတဲ့သူတွေအနေနဲ့အချင်းတော်တော်များများကိုကိုချစ်သူနဲ့အတူမျက်လုံးချင်းစကားပြောဖို့လိုအပ်ပါတယ်။နံပါတ်2ဝါသနာပါတဲ့အရာတွေကိုနှစ်ယောက်တူပြုလုပ်ပါ။ချစ်သူတို့ရဲ့ကြားမှာတစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့ဝါသနာပါရအလုပ်လေးတွေရှိကြပါတယ်။ဒီလိုအလုပ်လေးတွေတဲကနှစ်ယောက်လုံးနဲ့ကန့်ညီမှုရှိမဲ့အရာလေးတွေကိုအတူတူပြုလုပ်ရင်းနဲ့အချင်းကုန်တာမျိုးကိုမကြာခဏလုပ်ပေးဖို့လိုပါတယ်။ဒီလိုလုပ်တာကတဦးနဲ့တဦးကြားကဆက်ဆံရေးကိုပုံမခိုင်းမြဲစေသလိုအချက်တွေလည်းပုံမတူးလာစေနိုင်ပါတယ်။နံပါတ်3အချင်းပေးပါ။ ခြေသူနှုတ်ဦးက relationship တစ်ခုကိုတည်ဆောက်တဲ့အခါမှာအချင်းတစ်ချို့ကိုသူနဲ့အတူကုန်ဆုံးပေးဖို့လိုပါတယ်။အမြဲတမ်းချင်းပေးရမယ်လို့ဆိုလိုတာမဟုတ်ပဲခြေသူနှုတ်ဦးတို့ကသူရှိရမယ်အချင်းမျိုးကိုနှစ်ယောက်တိုင်ပင်ပြီးတော့အဲ့ဒီချင်းတွေမှာအတူသွားတာအတူစားတာအတူသေးသောဝယ်တာကျေတွေအတူကြည်တာစသဖြင့်လုပ်ပေးရပါပဲ။နံပါတ်၄ခြေသူအတွက်တငယ်ချင်းကောင်းဖြည့်ပေးပါ။ကိုပါရနာကိုဘဝတစ်ခုလုံးစာအတွက်ရည်ရွယ်ထားတယ်ဆိုရင်သူ့ရဲ့ကောင်းတာဆိုးတာတွေကိုတိုင်ပင်လို့ရနိုင်မယ်။တငယ်ချင်းကောင်းဖြည့်ရှိနေပေးဖို့လိုပါလေ။ တနေ့တာကြုံတွေ့ခဲ့ရတဲ့အရာတွေကိုအတူတူပြောဆိုမျှဝေခန်းစားပေးတာကရိုမတ်တစ်ဆန်သလိုဆက်ဆံရေးလေပုံမခိုင်မြဲစေပါလိ။နံပါတ်၅သူ့အတွက်အစားအသောက်တွေပေးလို့ပေးပါ။ဒါကတော့ဘွားရောဂဲရောတခြားမှတ်တင်တဲ့အချက်လေးပါ။စိတ်ပညာရတစ်စုံတစ်ယောက်ကိုအစားအသောက်တွေပေးလို့ပေးတာကဆက်ဆံရေးတိုင်းအတွက် positive effect တွေများစွာတိုးလာစေတယ်လို့သိရပါလိ။ဒါကြောင့်တရားရောက်စိတ်ညစ်နေတဲ့အခါသူ့အတွက်အစားအသောက်တွေချက်ပေးတာမျိုးမဝယ်ကျွေးတာမျိုးတွေလုပ်ပေးသင့်ပါလိ။နံပါတ်၆သူနဲ့ပတ်သက်တာလေးတွေကိုခြေပေးပါ။ ချစ်သူထားတော့မယ်ဆိုရင်ကိုဟာသူနဲ့ပတ်သက်တဲ့အရာတိုင်းကိုချစ်ပေးနိုင်လားဆိုတာစဉ်းစားဖို့လိုပါလေဒီလိုချစ်မပေးနိုင်ဘူးဆိုရင်တော့နှစ်ယောက်ညှိယူရပါလိမ့်မယ်နံပါတ်9ကိုကိုကိုအရင်ချစ်ပါဒါကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်သူများကိုမချစ်ခင်မှာကိုကိုအရင်ချစ်ဖို့ကိုကိုအရင်လေးစားဖို့အရေးကြီးပါတယ်ကိုကိုတော့မချစ်နိုင်ဘူးဆိုရင်သူများကကိုကိုလာချစ်ဖို့ဆိုတာပိုဝေးသွားပါပြီဒါကြောင့် ကိုကိုလုံလောက်တဲ့ချစ်ခြင်းမေတ္တာမျိုးပေးပြီးမှသူများကိုချစ်ရပါလိမ့်မယ် အခုပြောခဲ့တဲ့အချက်လေးတွေကိုခြေသူရေးသားတွေကြားမှာပြုလုပ်ပေးမယ်ဆိုရင်တေချာပေါက်အချို့ထူလာမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကျိုးတုံတရားဖြစ်ထွန်းမယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပါပေးလို့ရပါတယ်။အဆုံးတိရှိပြီးပြကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။